ယခုမြင်တွေ့ဖူးမြော်နေရတဲ့ဗရုံမတိုင်းမုန်းကြီးအကြောင်းတော့သိကြပါသလားရှင်။မသိသေးတဲ့သူတွေအတွက်ဖျားလန်းညွန်လေးရဲ့ဖျားအကြောင်းလေးရဲ့အနေငယ်ရှင်းပြပေးပါမယ်။တီမီသားသူတွေအတွက်ကတော့ဖျားဖူးကုတူလေးပေါ့ရှင်။ပရုံမတိုင်းမူနီယာရှရုံရှရုံမြကြီးရဲ့တနင်္လာနန်တောင်းနဲ့အင်္ဂါနန်တောင်းအကြောင်းမှာရှိတဲ့စတုတ္တစာပါရမီရှင်အကျိုးတော်ဆောင်အတင်းတိရှိရာစိန်မဖို့တဆောင်ကိုစာပို့တာတဆောင်မှာတိရှိပါတယ်။ ရဆောင်တွင်မှာဗရုံရုပ်တစ်ဖက်တစ်ချက်စီခြံရံထားတဲ့ဗရုံပတိုင်းမူနီရုပ်ပွားတော့ကိန်းဝန်ဆံပေတော်မူနေပါရဲ့ရှင်။အတိုက်အခိုက်အပြိုင်ဆိုင်အနှောက်အယှက်တွေရှိရင် လာရောက်စုတောင်းဒိတ်ထန်တဲ့အခါမှာအောင်တော်မူတယ်လို့နာမည်ကြီးတဲ့ဗရုံပတိုင်းမူနီဖြစ်ပါရဲ့ရှင်။ဗရုံပတိုင်းမူနီဆိုတာကြာတာပရိစနေကက်ကင်း၃ချက်ရိုက်ပြီးတော့ဘွဲအမီပေးထားခြင်းဖြစ်ပါတယ်။လှိုင်ကူဝတစ်ဖက်တစ်ချက်စီမှာဗရုံတကောင်စီရှိပြီးတော့အဲ့ဒီဗရုံတွေကဗတိုင်းရွက်ကိုနင်းပြီးတော့ဗတိုင်းပွင့်ကိုကိုက်ချီလို့ဖျားကိုပူဇော်နေတဲ့ပုံထူထားတာဖြစ်ပါတယ်။ ဘတ်စုံတောင်းကနေကက်ကင်းတက်တွေမိနေတဲ့ပရုံပတိုင်းမုန်းကြီးမြက်စွာပြားဟာအခုခေတ်မှာလည်းမကပဲနဲ့ရှေးခေတ်ဘိုးဘွားလက်ထက်တွေဟာအတိုက်ခတ်အနှောက်အယှက်အပွင့်အပိတ်အကာအကွယ်တွေကိုပရုံပတိုင်းမုန်းကြီးဖျားမှာတစ်ဆာပြူကြဆူတောင်းအတိတ်ထန်တွေဝင်ကြပါတယ်တိုးတိုးဝဝကိုးကွယ်လာတဲ့ဖျားတစုဖြစ်တယ်လို့လည်းသိရှိရပါတယ်ရှင်ဒီဖျားလေးကတော့ကျော်ရွှေတုံဖျားရောက်တိုင်းတောရောက်ပူဇော်ကြောနေကြဖျားလေးတစုဖြစ်ပြီးတော့အားလုံးလည်းဘ ഹു တုရအနေနဲ့တရှိမှတ်သားရအောင်လို့အင်တာနက်ကနေစာလေးတွေရှာပြီးတော့ ြန်လည်ဝေမျှပေးလိုက်ပါရရှင်အမောင်းရင်ပါကလေးခွန်လွတ်ပေးပါနော်ဘရုံမရိုင်းမှုနဲ့ပတ်သက်လို့နောက်ထပ်အခြားသောအကြောင်းအရာတွေရှိသေးတယ်ဆိုရင်ဒါမှမဟုတ်ဖီးယားမှာဆူတောင်းအတိတ်ထန်တွေပြုရင်လည်းထူးခြားရရှိခဲ့တယ်ဆိုရင်လည်းအလုံးသိအောင်ကွန်မန့်လေးမှာဝေမျှပေးသွားပါအောင်နော်မရောက်ဘူးသေးတဲ့သူတွေဆိုရင်လည်းဗီဒီယိုလေးကနေတစင်ရောက်ဘူးသွားပြီးတော့ဖီးယားမှာဆူတောင်းအတိတ်ထန်တွေပြုကြမယ်ဆိုရင်ပြုသည်မအတိတ်ထန်တွေလည်းပြေဝကြပါစေအောင်မြင်ကြပါစေအလုံးပဲအတိုက်ခိုက်အနှောက်အယှက်ဘေးအန္တရာယ်အတွေ့အကြုံရနေလည်းကင်းဝေးကြပါစေလို့ကျွန်တော်ဆူတောင်းပေးလိုက်ပါတယ်ရှင် ယခုလိုမျိုးဖျားဖူးဗီဒီယိုလေးတွေဖျားသမိုင်းအကြောင်းအရာလေးစိတ်ဝင်စားရဆိုရင်ဒီအကောင့်လေးကို follow လုပ်ထားပေးပါအောင်နော်ဖျားဖူးဗီဒီယိုတွေအရှိတေကြည့်တင်လို့ရှင်ဖျားတူတူပူရအောင် YouTube channel မှာလည်းလာရောက်ကြည့်ရှုကုသိုလ်ယူလို့ရပါတယ်ရှင်အားလုံးပဲနောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်ရှင်